ဲ့လိုဒီနေ့တော့ရာသီဥတုကမှုန်မှိုင်းပြီးတော့မိုးရီကျအကျကားတည်နေပြီဆိုရင်မဒီမှာဖလာလေးကိုရှော့ဆန်းကြည့်ကျင်လို့ရှော့ပြမယ်နော်အစီကျွတ်မကျွတ်အဓိကတည်ချင်တာကွာစေကျွတ်မကျွတ်ရဲ့သူ့ရဲ့အနေထားမွေဖားပါတော့ဒါလေးကကျတော့သူ့ချီကကျတော့ romantic country နဲ့ထိုးထားတာ romantic country ကိုအရန်ကြိုက်တဲ့အဓိကတစ်ချက်ကပါလဲဆိုသူ့ရဲ့ဆွဲအားပါတော့ရှုံးအားဆွဲအားအရန်ဟိုကောင်တော့ဒီမှာကြည့်လိုက်နော် ဟိုးရှယ်ပဲဒါမျိုးဆိုလို့ရှိရင်ကွာသိရမလားအင်းညို body fit ထိုးမယ်ဆိုရင်တော့မှဟိုဝေးရတာ comfort ဖြစ်တယ်ပေါ့နော်အဝါဖြစ်မနေဘူးကြက်မနေဘူးပေါ့နော်ကိုတုံးတဲ့ stitch နဲ့လဲဆိုင်တော့ဆိုင်နေပေါ့နော်ဒါပေမဲ့ तू ခြေရဲ့ယုံအားကန်အားအရန်ကိုကောင်းတာအဲ့လိုမျိုးပေါ့နော်ဒါလေးကတော့ဒီခြေရဲ့အကြိုက်ဆုံးအချက်လေးတစ်ချက်ပေါ့နော်အဲ့တော့ဒီကောင်လေးကို muffler လေးထိုးထားတာတော်တော်ကြပြီအဲ့ဒါဒီတိုင်း display ပြရင်းနဲ့ဖုံတင်တာပေါ့နော်ဖုံတင်တာလေးရှိတော့ကြတော့ ရှာကြည့်မယ်ဘယ်လိုလဲနေမလဲပေါ့နော်ရေလုံးဝမဆုပ်ဘူးသူ့ရဲ့အသားမျိုးကလေရေဆုပ်ပြီးတော့ဣသွားတဲ့ခံစားချက်မျိုးမရဘူးရေမဆုပ်ဖွင့်နေပေါ့နော်ဘယ်လိုပြောမလဲရေကတက်တက်သူကတက်တက်အဲ့လိုဖြစ်နေတဲ့ခံစားချက်မျိုးကြီးရတယ်အဲ့တော့ရေတိတ်မဆုပ်တဲ့အထယ်ကြီးရဲ့အာအာသာချက်ကပါရှိလဲဆိုတော့အဲဟိုအောင်ပေါ့ အဝစ်လန်နဲ့ချိန်ကြလို့ရှိရင်ရေဝိမ့်နဲ့တွဲပြီးတော့အိကြဝါမမျိုးအရန်မစိုးရင်ရအောင်ပေါ့နော်ဒီကောင်ကကျတော့သူ့ရဲ့ original ကိုကဒီလိုအမွှေးရှည်တွေပါလာဆိုတော့ဒီအမွှေးရှည်တွေကရှော့ပြီးသွားရင်ဘယ်လိုဖြစ်သွားမလဲပေါ့နော်ဒါလေးတွေတစ်ချက်ကြည့်ကြည့်အောင်စီးအောင်ကတော့မကျပ်ဘူးထင်ပါတယ်အယောင်ကဒီအယောင်ကပန်းအောင်ဆိုတော့ပန်းအောင်ဆိုတော့ကျုပ်ဖို့ခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူအယောင်နုနုပဲဆိုတော့ အမကျုပ်ဖို့များတယ်အရောင်ရင်းတာဆေးဆိုတော့ကျွတ်နိုင်ချေများတာပေါ့နော်ဒါပေမဲ့ဒီချီသားကသူ့လေဟိုဘယ်လိုပြောမလဲကော်တွန်အသားကမပါတလောက်ဖေးဆိုတော့တောင်းဝကိုရင်းမဆုပ်တဲ့အသားမျိုးကွာဆေးအောင်လဲဟိုဖြစ်တဲ့အသားမျိုးဆိုတော့ဆေးကတော့ကျွတ်မယ်လို့မထင်ဘူးကဲဒီလိုလေးပါဒါလေးကိုခဏစိန်ထားပြလိုက်မယ်ပေါ့နော်ဖုန်းနေအဲဒီမှာဆိုင်မှာလာဝယ်နေကြလူတွေဆိုတည်ရဒီကောင်လေးကအယုတ်မမှာပတ်ထားတဲ့ဟာလေးပေါ့နော်အဲ့တော့ကျတော့ ဖုန်နေတင်နေတော့ရေတော့နည်းနည်းမဲသွားပြီအဲ့တော့ဒါလေးကိုရှော့ပြီးသွားပြီဆိုရင်တစ်ချက်ပြန်လာပြမယ်နော်ကဲဒါတော့ရေရှော့ပြီးတော့ပြောရေစင်စင်ညစ်ပြီးတော့အနေထားပေါ့နော်ရေကိုလုံးဝဆင်နေအောင်ညစ်လိုက်တယ်။သူကလေသူ့ရဲ့အသက်ကြာရေမဆုပ်တော့ကြတော့ဒီကောင်ဆိုလို့ရှင်ကွာဘယ်လိုပြောမလဲရေဆူနေတဲ့အဝတ်နဲ့တောင်မတူဘူးဒီတိုင်းမသိအချောက်လိုပဲအမွေးတွေကတော့ကျွတ်တယ်နော်ဒီကောင်ကအမွေးပါတဲ့အမျိုးသားဆိုတော့မမြင်အောင်ဒီမှာတော့ခဏလေးမှန်းကြည့်ရအောင်ဒီမှာနော် အမွှေးလေးတွေကတော့ဒီလိုလေးတွေဟိုကင်ကင်ငင်းနဲ့လက်မှာပေါ့နော်ဒီလိုကျွတ်လာတာမျိုးကတော့ရှိတယ်။မွှေးပါတဲ့မျိုးစားဆိုတော့ဒီလိုမွှေးကျွတ်တာကတော့ဖြစ်မှာပဲပေါ့နော်သူရဲ့နေတာလေ။ဒါမေတာရေးအကျဉ်းညှစ်တာပေါ့နော်လက်နှစ်ဖက်နဲ့ကြံကြံခက်ကြံကြံညှစ်တာပေါ့နော်ဒါမှလည်းဒီအဝတ်ထဲမှာရှည်မကြံမှာရေမကြံတော့မှာအဝေးရဲ့ဟိုလိုမျိုး wake စီးပြီးတော့လေးပြီးတော့ရှည်ထွက်တာအဲ့လိုကိစ္စမျိုး မရှိအောင်လို့ရေကိုဆင်အောင်ညှစ်ပေးရနော် မသူကတော့ original သူအမွှေးပါတဲ့အမျိုးအစားပေါ့နော်အမွှေးပါတဲ့အမျိုးအစားကိုမှလူမျိုးကင်လိုက်တော့အမွှေးလည်းကျွတ်တယ်ဒါပေမဲ့ဒီမှာတော့ဟိုဘယ်လိုပြောမလဲအမွှေးကြီးကျွတ်ပြီးတော့ပါသွားတာမျိုးပေါ့နော်ရုပ်ဆိုးသွားတာမျိုးအဲ့လိုလည်းမရှိဘူးအဲရေဆိုးလိုက်တဲ့အတွက်ဒီကောင်ကပိန်ပြီးတော့ရှုံသွားတာမျိုးပေါ့နော်ဘယ်လိုပြောမလဲဟိုပုံမှန်ချီတယ်ဆိုလို့ရှိရင်ရေဆိုးပြီးတော့ညှစ်လိုက်ပြီးဆိုရင်အဲဘယ်လိုပြောမလဲတိတိကျုံကျုံလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလည်းမရှိဘူးဒီတိုင်းပဲသူ့ရဲ့ကန်အားတော့အရန်ကိုမိုက်တယ်အဲ့တော့ကျတော့ဒီထဲကဒီလိုမျိုးရေညှစ်ပြီးတော့အချိန်မှာလုံးဝ original အတိုင်းပဲကွာ ဘာမှကိုပြောင်းလဲတော့တာမျိုးမရှိဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးကိုရေဟိုဟာနှီးလန်းလိုက်မယ်ပေါ့နော်ဟွန်းတော့ကိုရှေးကိုလုံးဝတစ်စက်မှမကြံတော့အောင်ကိုကျန်တကယ်ကိုနည်းနည်းလေးပဲကျန်တယ်ရေစုပ်အားလုံးဝကိုမရှိဘူးလို့ပြောလို့ရတယ်အဲ့တော့ဒါလေးကိုလှန်ထားလိုက်ပါမယ် အဲ့တော့အထည်ရဲ့ weight တွေပေါ့နော်အထည်ပေါ်မှာ weight တွေအရင်မပြီးအောင်လို့တော့ဒီလိုမျိုးလေးနှာခေါက်ခေါက်ပြီးတော့လှန်ထားပေးလိုက်ပါတယ်6ပြီဆိုရင်တစ်ချက်ပြန်ပြပေးမယ်နော်သူရဲ့အနေထားဘယ်လိုရှိလဲဆိုတော့မင်းအနေနဲ့ရောဒီဟာကိုတော်တော်ကိုကြိုက်တယ်သူကရေးထိပြီးတော့အချိန်မှာလုံးဝကိုလီမကြုံသွားဘူးဒီတိုင်းလေးပဲဒီတိုင်းလေးပဲငကိုတိုင်းလေးပဲရေးထိသွားတာကိုလေသူကမသိတော့မသိလိုက်သလိုပဲတော်တော်ကိုသဘောကျမိရဲ့ ခြောက်သွားရင်တစ်ချက်ပြန်ပြပေးမယ်เนาะဒါကတော့ romantic ကန်သူလေးနဲ့ထိုးထားတာပါမင်းပေါ့เนาะဟိုမဘလာထိုးဖို့ဆိုဒီကောင်လေးကိုအဓိကညွန်ပြတဲ့ကောင်လေးသူက budget ကလည်းဈေးသိမ့်မကြည့်ဘူးပေါ့เนาะဘယ်လိုလဲဆိုတော့ make up တော့ဈေးတတလေးပဲရှိအောင်မသူရဲ့ quality ကကျတော့တော်တော်ကိုမိုက်တယ်ပေါ့เนาะကဲအဲ့ဆိုတော့6ပြန်ပြောပေးမယ်เนาะကဲခုဆိုရင်တော့မဖလာလေးက6သွားပါပြီဒီရက်တဲ့မိုးတွေများနေလို့နေပူထဲမှာမလှမ်းရတာတောင်မှပေါ့เนาะ2ရက် နှစ်ရက်ဖယ်လမ်းရတယ်နှစ်ရက်မှာဒီတိုင်းပဲရေးစစ်ပြီးတော့ခြောက်သွားရေပေါ့နော်သူရဲ့ texture ကလုံးဝကိုမပြောင်းလဲသွားဘူးငကိုတိုင်းလေးပဲအရန်လားအရန်သဘောကျတယ်ဒီချီကိုရှိပါအောင်ငကိုတိုင်းပဲလုံးဝကိုအရာမယွန်းသွားဘူးရှေးလာလာမျိုးလည်းမဖြစ်ဘူးကွာဒီလားဒီဘဝကတကယ်တမ်းထိုးလွန်းကနည်းနည်းတိုးနေရပေါ့နော်မာဖလာကိုနှစ်ပတ်ပတ်ချင်တာလေဘယ်မှာနှစ်ပတ်ပတ်ချင်တာဆိုတော့ထိုးတာကနည်းနည်းတိုးသွားတာဆိုတော့တကယ်တမ်းနည်းနည်းပိုရှိလာရင်တော့ကောင်းမှလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီကောင်ကလုံးဝကို နှကိုပုံစံတိုင်းကိုတစမ်းမှကိုမရှိလာအောင် mix တို့ပါလို့ဆိုလို့ရှိရင်နည်းနည်းပိုရှိလာလေမြန်မာကြည့်စွမ်းတော့နည်းနည်းပိုရှိခြင်းတည်းရဲ့ကိုလှမ်းတဲ့ပုံစံလိုက်ဒီကောင်ကသူ့ရဲ့ရုံအားအရန်ကိုကောင်းတာဆိုအဲ့လိုမျိုးဆိုတော့လုံးဝကိုလုံးဝကိုပုံမပြတ်ဘူးနှကိုတိုင်းလေးပဲဒါကတော့ romantic country ချီရဲ့သူ့ရဲ့အနေထားလေးပေါ့နော်ရှော်ပြီးတော့တည်ရှော်ပြီးနောက်ပိုင်းအနေထားလေးကိုပြပေးတာပါသူကဒီလိုအမွှေးလေးတွေပါပါတယ်နော် အမွှေးမကြိုက်တဲ့လူဆိုရင်တော့စမပြေပါဘူးဟိုရှင်းချီလိုမျိုးပေါ့နော်အမွှေးတွေတိတံ့ပါနေတဲ့ပုံစံမဟုတ်ဘူးသူ့ရဲ့ချီကအမွှေးလေးတွေကိုမှလုံထားတာပေါ့နော်အမွှေးလေးတွေကိုမှချစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလေးပါဒီချီလေးကိုလေဝိတ်ပေါ်လာမပေါ်လာလို့မေးရင်တော့နည်းနည်းခတ်တယ်ပေါ့နော်ထိုးလို့ရှိရင်တော့ဟိုတလုံးကိုပေါ့နော်ဟိုဝိတ်ပေါ်တဲ့ချီလေးလိုမျိုးအများကြီးတော့ပို့ပြီးတော့မပါဘူးဒါပေမဲ့လူမျိုးကင်လိုက်ရင်တော့ဝိတ်ပေါ်ရလို့ခံစားရတယ် ါတော့ကိုယ့်ရဲ့အမြင်ပေါ်မှာမူတည်ရပေါ့နော်ဒီကောင်းလေးကိုဝေးပော့တယ်လို့တော့မပြောချင်ဘူးပုံမှန်လောက်ပဲပေါ့နော်သူ့ရဲ့အသားကတော့ရေလုံးဝမဆုပ်ခင်တဲ့တော်တော်ကိုကောင်းတဲ့အထက်မှာပါပါတယ်ဒါလေးကတော့ romantic candy ချီနဲ့ထိုးထားတဲ့မဖလာလေးကို shop ပြပေးရပဲဖြစ်ပါတယ်အခုလက်ထဲမှာကင်ထားတဲ့ကောင်းလေးဆိုရင်ဒါလေးကပေါ့နော်နည်းနည်းသေးရပေါ့နော်နည်းနည်းသေးလေးသေးရနည်းနည်းလေးတူရ တော့ဒါဒီကောင်လေးက၃လုံးနဲ့လောက်တယ်ပေါ့နော်လေဘေးမှာနှစ်ပတ်ပတ်မယ်ဆိုရင်လည်းတို့ရယ်ပေါ့နော်အဲ၃လုံးမဲကုန်တာပေါ့နော်အဲ့တော့ကျတော့ပုံမှန်အစဉ်ပြေတဲ့အနေထားလေးဆိုရင်ဒီကောင်လေးက၄လုံးဆိုရင်ခြေလေးလုံးဆိုရင်၃လုံးရရယ်ပေါ့ထိုးလို့ရရယ်ပေါ့နော်လေလုံးဆိုရင်အခုဈေးဆိုလို့ရှိရင်တစ်လုံးကို9500ပေါ့နော်မီကော့တန်ဈေးပဲရှိတာမီကော့တန်50ဂရမ်ကို2000 2200ရှိရလေနော်အဲ့တော့ကြာဒီကောင်က100ဂရမ်9500ဆိုတော့ဈေးက မတိတ်မယိမ်မဲဒါပေမဲ့ quality ကအရန်အရန်ကိုပါတယ်ရန်ကိုပိုကောင်းနေဒီကောင်းလို့အရန်ကို recommend လုပ်ပါတယ်เนาะ muffler လေးထိုးမယ်ဆိုရင်ဒီကောင်းလေးကိုသုံးသင့်ပါတယ်ဆွေတာလေးကြီးကာဒီယာလေးကြီးလည်းထိုးလို့ရပါတယ်ဆိုတော့ဒီနေ့ဒီလောက်ပါပဲဘိုင်ဘိုင်